ါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးမှာအင်အားရစ်စတာစကေ9.3အဆင့်ရှိငလင်းလုတ်ခတ်ပြီးဒေသခံများစိုးရိမ်စိတ်ရှိနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်မန္တလေးမှာအင်အားရစ်စတာစကေ9.3အဆင့်ရှိအင်အားတင်းတင်းရှိငလင်းတစ်ခုလုတ်ခတ်ပြီးဒေသခံများစိုးရိမ်ထိတ်လန့်နေရတယ်လို့သိရပါတယ် ီနေ့မေလ9ရက်နေ့နဲ့3နိုင်ကန်ကမန္တလေးဒေသကိုပို့ဟုတ်ပြုပြီးအင်အားရစ်စတာစက်ကင်း9.3အဆင့်ရှိအင်အားအသင့်တင်ကလေးဟာအနက်6.2မိုင်တွင်လောက်ခတ်ခဲ့တယ်လို့ဖော်ပြပါရယ်တစ်ဆက်လေးပဲလှုပ်သွားတယ်ပြီးခဲ့တဲ့နှစ်ရက်တုန်းကလှုပ်တုန်းကစက္ကန့်ပိုင်းလောက်တော့ကြာတယ်အခုနောက်ပိုင်းတစ်ဆက်လောက်ပဲလှုပ်ပြီးငြိမ်သွားတယ်လို့မန္တလေးမြို့မှာနေထိုင်တဲ့အသက်30အရွယ်မျိုးသားတအုပ်ကပြောပါရယ်အခုလောက်ခတ်ခဲ့တဲ့ငလင်းနဲ့ပတ်သက်ပြီး USGS ရဲ့ထုတ်ပြန်ချက်မှာ AR ရစ်စတာစကိန်း၄ဒသမ၄သာရှိရလို့ဖော်ပြပြီးမိုးလေဝသနှင့်ဇလပီတာညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာအင်အားရစ်စတာစကိန်း၄ဒသမ9အဆင့်ရှိရလို့ဖော်ပြပါရယ်အဓိကတော့တိုင်းတာတဲ့ဆက်တွေကြောင့်ဒေတာအချက်လက်မတူတာတွေဖြစ်တယ်လို့မြင်းငလင်းပညာရှင်ဒေါက်တာမျိုးတန်းကပြောပါရယ် AB 19ရဲ့နောက်ပိုင်းမှာစတင်ပြီးမန္တလေးမြို့မှာငလင်းလောက်ခတ်မှုနေပါခဲ့ပြီးမေ6ရက်နေ့မှာငလင်းတကြိမ်လောက်ခတ်သေးကြမျိုးကန်တွေကဆိုပါရယ်မေ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်းကြီးကြောင့်ပြည်သူ၄000ကတည်ဆုံးခဲ့ရပြီးနေအိမ်များစွာပြည့်စည်ခဲ့တဲ့ပြင်နောက်ဆက် က်တွင်ငလင်တွင်လောက်ခတ်နေတာကြောင့်မန္တလေးမြို့ကအများစုကစိတ်တရားများရရှိနေပါတယ်။စိုးရင်စိတ်ကရှိနေသေးတယ်။ပြီးခဲ့တဲ့ရက်ကငလင်ကြောင့်မဟုတ်ပဲမိုးရွာပြီးတိုက်တလုံးမြေကြီးရဲ့ကျွန်သွားတာရှိသေးတယ်။ဒါကြောင့်စိုးရင်စိတ်ကရှိနေသေးတယ်။အခုလည်းလှုပ်တင်ဆိုတော့လမ်းပေါ်ထွက်တယ်ပြီးတော့မှပြန်ဝင်ကြတယ်။စိုးရင်စိတ်ကတော့မြင့်နေသေးတယ်လို့အသက်30ရွယ်မန္တလေးမြို့ကကဆက်လက်ရှင်းပြပါရယ်။ငလင်လောက်ခတ်ပါကအင်းအာရစ်တာစကေတင်မ၄ဒသမ၉ထိလောက်ခတ်ပါကအနည်းငယ်လောက်ခတ်ခြင်းဖြစ်တဲ့ရစ်တာစကေ၅ဒသမ၅ ကိုထီလှောက်ခတ်မှုကအင်အားအတင်းတင်းဖြင့်လှောက်ခတ်ခြင်းဖြစ်ပြီးပြည့်စုံမှုအနေငယ်ရှိနိုင်တယ်။ ရစ်တာစကင်း6မှာ9.5တိလောက်ခတ်ပါကအင်အားဖြင့်အစင်သမတ်ပြီးအပြည့်စည်းများကရစ်တာစကင်း9.6နဲ့အထက်လောက်ခတ်တဲ့ငလင်ကိုအားလွန်ပြင်းဖြစ်သတ်မှတ်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ပုံပတ်ကျဲနေတဲ့စစ်ကောင်းဆောင်ဇနီးကိုကလင်းနဲ့အမျိုးသမီးဖွံ့ဖြိုးရေးစီမံကိန်းများမှပါဝင်ဖို့ရုရှားဖိတ်ခေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံကဥဆောင်ပြုလုပ်နေတဲ့ရူရီရှားအမျိုးသမီးဖိုရမ်မှာပါဝင်ဖို့စစ်ကောင်းဆောင်ဇနီးဂျူဂျူလာကိုရုရှားကဖိတ်ခေါ်ခဲ့ကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေရသိရပါတယ်။စစ်ကောင်းဆောင်နဲ့အတူရုရှား ရောက်နေစဉ်တွင်မနေ့ကမေလရှင်ရဲ့ရုရှားလွှတ်တော်ဥက္ကဋ္ဌနှင့်ဂျူဂျူလာတို့တွေ့ဆုံချိန်လွှတ်တော်ဥက္ကဋ္ဌကဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်၎င်းကမြန်မာငလင်ကြီးကြောင့်တိကပ်ပျက်စီးဆုံးရှုံးမှုတွေအတွက်ဝမ်းနည်းကြောင်းပြောသလိုပြန်လည်ထူထောင်ရေးအတွက်ရုရှားနိုင်ငံကလိုအပ်တဲ့အကူအညီများပေးမယ်လို့ပြောပါတယ်အဲဒီနောက်ရုရှားနိုင်ငံမှာယူရင်းရှားအမျိုးသမီးဖိုရမ်ကို၃နှစ်တစ်ကြိမ်ပြုလုပ်လေရှိပြီးအဲဒီဖိုရမ်မှာတဆင့်ကလေးငယ်များနဲ့အမျိုးသမီးများရဲ့စိန်ခေါ်မှုကိုဖြည့်ရှင်ပေးနေကြောင်းလွှတ်တော်ဥက္ကဋ္ဌကပြောပါတယ်ဒါကြောင့်အမျိုးသမီးများနဲ့ပတ်သက်တဲ့စီမံကိန်းတွေမှာမြန်မာနိုင်ငံအနေနဲ့ ဲ့ပါဝင်ဖို့စစ်ကောင်ဆောင်ဇနင်းကိုရုရှားလွှတ်တော်ဥက္ကဋ္ဌကပြောပါရယ်နိုင်ငံတော်ကကလင်းနဲ့အမျိုးသမီးကိုတတ်နေတဲ့စစ်ကောင်ဆောင်ရဲ့မိမကိုဒီလိုခေါ်တာက အချင်းချင်းမှန်တိတာစီတာပေါ့သူတို့လည်းယူကရိန်းကိုကလေးအမျိုးသမီးမရွေးအကုန်ကျူးကျော်တိုက်ခိုက်နေတာပဲလေဒါကမဆန်းဘူးလို့ပြောရမယ်လို့ထိုင်းနိုင်ငံမဲဆောင်မျိုးကိုတင်းဆောင်လာတဲ့တက်ကြွလှူရှာသူမျိုးသမီးတအုပ်ကပြောပါတယ်ဒါအပြင်ရန်ကုန်မြို့မှာနေထိုင်သူအမျိုးသမီးတအုပ်ကအာနာရှင်များချင်းချင်းလက်ချင်းချိတ်ထားကြတဲ့ဆိုတဲ့သဘောဖြစ်ကြောင်းမှတ်ချက်ပေးပါတယ်ဒါကဖြစ်တင်လားမဖြစ်တင်လားဆိုတာတက်အချင်းချင်းတည်င်းလွေးကြတယ်လို့ပဲပြောခြင်းတယ်လို့သူမကပြောပါတယ် တော်ဂျူဂျူလာကစစ်ကောင်းဆောင်မရောက်နိုင်တဲ့အတူပြီးခဲ့တဲ့မေလ9ရက်နေ့ကရုရှားရဲ့ဒုတိယကမ္ဘာစစ်ရဲ့ဆိုင်းမှုရှင်ပြင်းနီအောင်ပွဲ180ပြည်ခန်းနာကိုတင်ရဖို့အတူတကလိုက်ပါလာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မနေ့ကရုရှားဒေတာစံတော်ချိန်မနက်ပိုင်းကရုရှားလွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့တဲ့အပြင်အမျိုးသမီးစည်းဝါးရေးမဟာမိတ်အဖွဲ့ရဲ့ရုရှားနိုင်ငံဆိုင်ရာဥက္ကဋ္ဌနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့တယ်လို့စစ်ကောင်းစီကသတင်းထုတ်ပြန်ပါတယ်။နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကိုအချိန်မြင့်တင်ဆောင်ရွက်သွားမယ်လို့လွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံချင်းချူချူလာကပြောပါတယ်။ရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားမှု နယ်ရှင်းပြင်းဤကြီးတက်ပွဲကိုလာတဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်းကနှစ်လအတွင်းရုရှားနိုင်ငံကိုနှစ်ကြိမ်မြောက်ထပ်မံရောက်ရှိလာခြင်းဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့တရင်းတိုင်းတိုင်းတွေကစစ်ရေးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေရလို့ထိုင်းစစ်တပ်ကဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတောင်ပိုင်းတရင်းတိုင်းတိုင်းတွေမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကိုထိုင်းစစ်တပ်ကမျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ပြောပါတယ်။ကန်ချနပူရီမှာရှိနေတဲ့ထိုင်းစစ်တပ်ကအိမ်ကြီးချင်းမြန်မာနိုင်ငံဘက်ခြမ်းတဝယ်မြို့နယ်ထဲမှာစစ်ကောင်စီနဲ့တော်လိုင်းတပ်တွေကြားဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခတွေကထိုင်းဘက်ကိုပြန့်နှံ့လာနိုင်ခြင်းအတွက်သ တတိကြီးကြီးထားပြီးလေလာဆောင်ကြည့်နေရလို့ဆိုပါတယ်။ AP 9ရက်နေ့ကစတင်ခဲ့တဲ့တိုက်ပွဲတွေကလက်ရှိအချိန်ထိဆက်လက်ဖြစ်ပွားနေသလို AP 16ရက်နေ့မှာတော့ဒေသရင်းကအရေးပါတဲ့ပထမဆုံးစီရင်ကုကဲမှုစကန်တစ်ခုကိုတော်လိုင်းအင်အားစုတွေကတင်းယူနိုင်ခဲ့တယ်လို့ထိုင်းစစ်တပ်ရဲ့နေကြားဆောင် unit တစ်ခုဖြစ်တဲ့လက်ရာထူတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။အဲ့ဒီအောင်ပွဲပြီးတော်လိုင်းအင်အားစုတွေကစစ်စင်ရေးတွေကိုအရှိန်ပုံမမြင်လာခဲ့ပြီး ပန်ဖူနန်ရောင်နေဇက်ဂိနာကစစ်ကောက်စီစကန်းတွေကိုအပြင်းအထန်ဆက်လက်ထိုးစစ်ဆင်နေရလို့ထိုင်းစစ်တပ်ကပြောပါရယ်နေဇက်တဖက်ဆန်းကပြင်းထန်တဲ့စီရင်ချင်းတွေကြောင့်ကန်ချန်နပူရီမှာရှိတဲ့ထိုင်းစစ်တပ်ရဲ့နေဇက်စီရင်ဦးစီးဌာနတိုက်ပွဲတွေရဲ့စင်ကဲဖြစ်ပျက်ပြောင်းလဲမှုတွေကိုမျက်ချိန်မပြတ်စောင့်ကြည့်နေရလို့ဆိုပါရယ် ပြီးတော့လန်ယာအထုတပ်ဖွဲ့ကသက်ဆိုင်ရာအစိုးရအာဏာပိုင်ဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးနေဆက်လုံခြုံရေးအစီအမံတွေကိုတင်းကျပ်ထားတယ်လို့နေဆက်မှာတပ်အင်အားနဲ့လက်နက်တွေပုံမဖြည့်တင်းဖြန့်ကျက်ထားတယ်လို့သိရပါတယ်။ဒါတင်မကသေးပဲထိုင်းလီတပ်ကလည်းနေဆက်ဒေသလီပိုင်နဲ့လုံခြုံရေးကိုနိုးနိုးကြကြအာရုံစိုက်ထားပြီးမြန်မာဘက်ကစီရီပတိပခရီနဲ့ဆက်ဆက်လို့ထိုင်းရဲ့အချုပ်ကြအာဏာလီပိုင်နဲ့ကိုထိပါလာတာမျိုးတွေရှိမလားအောင်သတိကြီးကြီးပြင်ဆင်ထားတယ်လို့ပြောပါတယ်။ထိုင်းနေဆက်အနီးကထီတာပြူဝါစခန်းကိုပြီးခဲ့တဲ့ AP 9ရက်မှာ KNU ပူပေါင်းတပ်ကသိမ်းယူခဲ့တယ်လို့ဒီမနက် ပိုင်းမှာလည်းထီးထီးပြူဟာစကံကိုတင်လိုက်ပြီလို့သိရပါတယ်။ထီးကီးဒေတာဟာဆိုရင်တနင်္သာရီတိုင်းဒဝင်မြို့နယ်မှာပါဝင်ပြီးထိုင်းနယ်နဲ့စကုံသွင်းစကံရှိခဲ့တဲ့ဒေတာဖြစ်ပါတယ်။ဆက်လက်ပြီးမရယာမြို့နယ်အတွင်းစစ်တပ်ကစစ်ကြောင်းတုံးကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲများပြင်းထန်နေကလေရင်နဲ့ဇက်တိုက်ပုံချင်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမဒင်ယာမြို့နယ်တွင်အကြံဖက်စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့ဒုစစ်စင်တိုက်ခိုက်နေပြီးတိုက်ပွဲများပြင်းထန်နေကလေရင်နဲ့ဇက်တိုက်ပုံကျဲတိုက်ခိုက်နေရလို့သိရပါတယ်။မေလာရှင်းရဲ့မနက်၆နိုင်မှစတင်ပြီးမဒင်ယာမြို့နယ်အရှိချမ်းရှိဘိုကုန်းရွာ၊ကြောက်တားရွာနဲ့ရှမ်းရွာနီးတဝိုက်ကိုအကြံဖက်စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းတို့ဝင်ရောက်လာတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့အကြံဖက်စစ်တပ်တို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီလိုထိတွေ့တိုက်ပွဲဖြစ်ပွားစဉ်မနက်၆နိုင်၈မိနစ်ခန့်မှာအကြံဖက်စစ်တပ်ကဘိုကုန်းရွာနီးတဝိုက်ကိုဝိုင်းတွဲလေရင်နဲ့ပုံ သည့်စက်လေးလုံးချင်းချတိုက်ခိုက်ခဲ့ကြောင်းဒါပြင်မနက်6:26မိနစ်ကမှလဲကြောက်တရွားရွာနီတဝိုက်ကိုလဲဝိုင်တွဲလီနဲ့ပုံသည့်ရှင်လုံးချင်းချခဲ့ပြီး80ကုန်းနီတဝိုက်ကိုလဲမနက်6:35မိနစ်ကမှဝိုင်တွဲလီနဲ့ပုံသည့်ခုနှစ်လုံးချင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျာ။ အဲ့ဒီလိုထိတွေ့တိုက်ပွဲဖြစ်ပွားပြီးအကြံဘက်စတက်ဘက်မှာထိခိုက်တိစုံမှုများပြားခြင်းကြောင့်ဒီကနေ့မနက်9:00နာရီကမှလည်းတိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်နေရာတွေကို Jet Fighter တစ်စီးနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခြင်းများလှုပ်ဆောင်သွားကြောင်းအလာတူမနက်7:18မိနစ်ခန့်မှလည်းမတရားမျိုးနဲ့အရှိချမ်းရှိတိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာနဲ့ပုံတိငါလုံးထပ်မံချေချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်တွင်ပဲကျဲတာဆိုတော့ပြောရရင်ပြည်သူတွေတော့ထိခိုက်မယ်မထင်ဘူးစစ်ခွေးတွေဘက်ကတော့တော်တော်အထီနာနေကြတယ်ဘလောက်ထိထိခိုက်မှုရှိရဲဆိုတာတိကြတော့မသိရသေးဘူးလို့ဘိုင်းဆော်မန်တလီမှာတာဝန်ရှိသူတောက်ကပြောပါတယ်လက်ရှိမြေပြင်ထိတွေ့တိုက်ပွဲများတွင်ဂျမ်ဖတ်စစ်တပ်ကအထိနာနေတာကြောင့်လေကြောင်းတိုက်ခိုက်မှုတွေပုံမှန်လောက်ဆောင်လာနိုင်တဲ့အတွက်ပြည်သူများအနေနဲ့သတိပြုနေထိုင်ကြဖို့ဘိုင်းဆော်မန်တလီကအသိပေးနှိုးဆော်ထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်